မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမှတ်သားနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျန်းနေမြန်မာပြည်ပါ31ရက်5လ2025စနေနေ့ဖြစ်ပါတယ်ဗျာ31ရက်5လ2025စနေနေ့ဖြစ်ပါတယ်အာဒီတပတ်စာအတွင်းမှာကျွန်တော်တို့ကျွန်တော်တို့ဒီရွှေညာမေမိသားစု channel မှာမိများစုံနှံထားတဲ့ပုံကူများ အလိုအပ်တဲ့ကိစ္စလေးတွေအကူအညီတောင်းတဲ့ပုံကူများတွေပြန်ကြပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။ပြန်လည်ဖြေကြကောမများအစီအစဉ်ဖြစ်ပါတယ်ဗျာ။ကျွန်တော်တို့ဒီကမေးမြန်းထားတဲ့ပုံကူတွေကတော့အိမ်ပြောင်းရွှေ့လေးတွေဖြစ်ရင်ကောင်းမလား။ငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူး။အဲအိမ်နဲ့ပတ်သက်တဲ့အိမ်ဆောက်ပေးမယ်လို့မရှိဘူးအိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်တဲ့ငွေကြီးတွေလိုအပ်နေတဲ့ထိပေါက်တယ်လို့ပတ်သက်နေဝင်နေတဲ့ဆိုတဲ့ပုံကူတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဖြစ်ပါတယ် ထူးထူးခြားခြားရွှေနဲ့ပတ်သက်တဲ့လုပ်တဲ့လူတွေရွှေဝင်သေးတဲ့ကိစ္စတွေလည်းကျွန်တော်တို့မေးမြန်းထားတာဖြစ်ပါလေဗျာဒါကြောင့်အိုးရင်လုပ်ငန်းနဲ့ပတ်သက်တဲ့အစီအမပြေရတဲ့ပုံကူအားလုံးတို့ဒီကျွန်တော်တို့ရပြောရင်ကြာသာပရိအနောက်အဲကြာသာပရိအနောက်ရကိုလက်အခမရေးလေးကိုတောက်တောက်ပြီးမှသူတော်အတင်းရေးလေးကျွန်တော်လုပ်ငန်းမကောင်းဘူးဗျာအလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအစီအပြေခြင်းနဲ့ဒါကြောင့်ကျွန်တော်ပိတ်ဆို့နေတဲ့အိုးရင်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စကြီးအများဆုံးအစီအပြေအောင်ကူညီဆောင်ကြောက်တော်မူပါဆိုတဲ့အကြောင်း ရေလေးကိုတောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကိုင်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ရေလေးကိုပဲရေလေးနောက်တစ်ခွက်လောက်ကနေအဲဒီဒဇွန်လောက်ကနေထပ်တော့အတင်းရေလေးရအော်ကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေဦးကျွန်တော်ပေးရဘလောက်ရရဘလောက်ကျွန်တော်လိုချင်တာဘလောက်အဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေအောင်ကျွန်တော်ပေးရန်ရန်ဇာလေးတွေအဆင်ပြေအောင်အများဆုံးကူညီဆောင်ရှောက်တော်မူပါဆိုတဲ့အကြောင်းကြာသပတိရဲ့နောက်ရက်ကိုလှည့်ရေးလေးတောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင့်မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကင်များ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ငွေကြီးများလည်းအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အဲအဲ့ဒီလိုပဲအနောက်ရာကိုလည်းရေးလေးတောက်ပြီးမှအတင်းရေးလေးရကျွန်တော်မှာငွေကြီးနဲ့ပတ်သက်ပြီးရန်ရန်ဇီးရည်ရှိတယ်ကျွန်တော်ထိပေါက်တယ်လို့ဝင်မှဖြစ်မှာငွေကြီးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်မှဖြစ်မှာငွေတွေထိပေါက်တယ်လို့ဝင်မှဖြစ်မှာဒါကြောင့်ငွေတွေအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်အောင်အတင်းရေးလေးရကူညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းအတတရာအကျိမြောက်ရေးလေးတစ်စုံလောက်တောက်ပြီးမှတစ်ခွက်လောက်တောက်ပြီးမှဆူတောင်းမစင်း တငုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်မတင်မှာပိတ်ဆို့နေတော့ကြာသာပရိအနောက်ရမှာရေးလေးတောက်ဆူတောင်းခြင်းဖြင့်ပိတ်ဆို့နေတော့အိုးဝင်လောက်ကများပွန်လန်းတဲ့အာဒါမှမဟုတ်လို့ရှိရင်လည်းငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအရှင်းပြမယ်ဒါမှမဟုတ်ငွေကြီးနဲ့ပါစီပေါက်တို့အစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစင်းပြောင်းရေးလေးတောက်ပါ။ကြာသာပတိအနောက်ရကိုလှည့်တောက်ပါ။ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအစင်းပြောင်းကြာသာပတိအနောက်ရကိုလှည့်ပြီးတောက်ပါ။အာထီပေါက်တို့ အာထီပေါက်တဲ့ပတ်သက်နေဝင်မဲအာထီပေါက်သူလိုငွေကြီးများစုလိုက်ပြုံးလိုက်လုံးလိုက်ခွဲခြင်းတော့ကြာသာပတိအနောက်ရကိုလှက်ပြီးရေးလေးတောက်ချင်းပြင်းတင်းတို့မှာပိတ်ဆို့နေတော့ကံများအမြန်ဆုံးပွန်းလန်းသွားမှာဖြစ်ပါလေဗျာရွှေရှားနေတဲ့လူများရွှေပေါင်းထားတဲ့လူများရွှေလိုခြင်းနဲ့ပုံကိုအားလုံးတို့ဒီမြည်သူပုံကိုမဆိုးကျွန်တော်တို့ရာဆိုလို့ရှိရင်တော့အလားအင်္ကာတော့အရှိတောင်တော့လဲရေးလေးတောက်ပြီးမှဆူတောင်အတင်းရေးလေးအာကျွန်တော်ရွှေဝင်းနေဗျာကျွန်တော်ရွှေလေးတွေဝင်းနေတယ် အဲ့ရွှေလေးတွေဝင်သေးတော့ကျွန်တော်ရွှေလေးတွေဝင်သေးနိုင်တဲ့အခွင့်အလမ်းတွေပေါ်ကျွန်တော်ပေါင်းထားတဲ့ရွှေလေးအဲ့ပြန်ရွှေ့နေအောင်ရွှေရှားနေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့အဲ့ကြောင့်အင်္ကာတော့အရှိတောင်တောင်လဲပြီးရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတဲ့ပေါင်းနှမ်းထားသောရွှေများအလူနဲ့ပတ်သက်တဲ့ကိစ္စများကျွန်တော်အလားရွှေရှားတဲ့လူများအများဆုံးအဆင်ပြေမှုဖြစ်ပါတယ်ဗျာကျွန်တော်တို့ကနေ့စဉ်အပတ်စဉ်လစဉ် တနစ်စာဩတရမြောက်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်တနစ်စာရေဒီယာတွေပေးထားတာဖြစ်တဲ့တနစ်စာရေဒီယာလေးကိုကြည့်ပြီးမှမိမိတို့နဲ့ပတ်သက်တဲ့အရေဒီယာတိုင်းပြုလို့ဆောင်ရင်မစွေတနစ်အတွင်းမှာတတ်မှတ်ထားတဲ့ကိစ္စလေးတွေအဆင်ပြေသလိုတလာချင်းတလာချင်းတစ်ပတ်ချင်းတစ်ပတ်ချင်းနေချင်းနေချင်းမှာလေမိမိတို့ပေးရထားတဲ့ရေဒီယာလေးတွေပြုလို့မစွေတင်းတို့မှာပိတ်ဆို့နေတဲ့အလောက်ကများပွန်လန်းချင်းငွေကြီးနဲ့ပတ်သက်တဲ့အဆင်ပြေချင်းစိတ်တမ်းစာပြောချင်းချင်းအာရွှေနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေပြီးအလှူမင်္ဂလာတွေနဲ့ပတ်သက်တဲ့အောင်မြင်ကြချင်း အပြောင်းရွှေ့ယာတုတို့မြေနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေခြင်းအမအမှုခင်းပြဿနာများဝေးပွားပြီးတော့ငွေကြေးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါလေဗျာကျွန်တော်တို့ကနေစဉ်ဆိုနေစဉ်ဇာလေးတတ်မှတ်ထားတဲ့ရေဒီယာလေးတွေပြုလုပ်ပေးပါလာစဉ်ဆိုလည်းလာစဉ်ရေဒီယာလေးတွေအပတ်စဉ်ဆိုလည်းအပတ်စဉ်ရေဒီယာလေးတွေပြုလုပ်ပေးမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအမြန်ဆုံးပွင့်လာမှာဖြစ်ပါလေဗျာဒါကြောင့်31ရက်5/2025စနေနေ့ရက်အဲကျွန်တော်တို့ဒီပတ်စာပြန်ကြခြင်းအစီအစဉ်များ ဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ကြည့်ရှုကြတဲ့ပြည်ကြလုံးကြတဲ့ပုံကူအလုံးတို့ဒီယနေ့မှစ၍အပြည့်အတည်းရေရလေးတွေပြုလို့ရှင်ပြန်တင်းတို့မှာပိတ်ဆို့နေသောကိစ္စများအများဆုံးပွင့်လန်းပါသေးကြောင်းရွှေညာမီမီသားသူကိုသာဆရာကြီးမြန်မာပြည်မှာလေးလေးစားစားဆုတောင်းမေတ္တာပို့လိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ